။ဟောရှိတာပေါ့ကားနဲ့ကားနဲ့ပတ်သက်ရင်ကျွန်တော်တခါမှမမြင်ဘူး။ကိုရနာလာဝယ်ပြစီရအောင်အဲ့ရင်တော့ကားကကွာအရင်တိုက်တယ်ဆိုတော့အော်လို့ဝယ်တယ်ပြီးရင်ကျွန်တော်တို့ကြတော့ဟိုကားအကြောင်းနားမလဲတော့ဝယ်ပြီးရင်ပြီးရင်ကျွန်တော်ကအေးရောင်းလိုက်ခင်ဗျားဒီစည်းပေးလဲအေးရောင်းလိုက်ရတယ်ယူယူွားအဲ့တော့ကျွန်တော်တို့ကအဲ့ဟိုကားနဲ့ပတ်သက်ပြီးတော့အကျိုးမြတ်ဆိုတာကျွန်တော်တခါမှအဲ့လိုမျိုးဟိုမခံစားကြရဘူးဥမာကိုဝယ်ပြီးရင်ကျွန်တော်အတွေ့အထိမှာကြောင်းငါဝယ်ပြီးငါဘယ်တော့အရှုံးခံရတော့မယ်အဲ့လိုမျိုးတွေးထားတာပေါ့နော် အဲဒါပေမဲ့နောက်ပိုင်းကျကျလို့ကိုယ်နဲ့ခင်သွားပြီဆိုတော့ကိုကကားတစ်ခုလုပ်မယ်ဆိုတော့ကိုယ်နဲ့အရင်တိုင်ပါအခုဒါကတော့ကျွန်တော် trade gain လုပ်ရှင်တယ်ဒါကတော့ဒီလိုလုပ်ရှင်ရယ်ဘယ်လိုမျိုးကျွန်တော်တို့ကောင်းမလဲဆိုရယ်အဲ့လိုမျိုးလေးဒါကိုတို့ကအကြံဉာဏ်ပြီးတော့ဒါကျွန်တော်တို့ကအရင်ကောင်းမှာဟုတ်ဟုတ်တယ်ဟုတ်တယ်အမှန်တိုင်းပြောရင်ကျွန်တော်တို့ကားတစ်စီးရောင်းမယ်ဆိုကျွန်တော်ခုနကကျွန်တော် ကျွန်တော် transformer မကားတစ်စီးရောင်းရင်ငါဘယ်လောက်ရှုံးတော့မယ်ဆိုတော့အတူရရှိတယ်ဒါပေမဲ့အဲ့လိုမျိုးအတူရကြအမှငါသွားပြီးတော့ကားကိုပေးလိုက်မယ်ဆိုရင်ဟိုငါ့ကိုဘယ်သူမှမ ဂျင်းထည့်ပြီးတော့ဝယ်သွားမယ်ဂျင်းနဲ့ရောင်းဒါကတော့အမှန်ကြီးအဲ့တော့အကုန်လုံးကျတော့ဒီ showroom လည်းရှိတယ် foreign ကုမ္ပဏီလည်းရှိတယ်ဆိုတော့အုံအောင်သူတို့ရဲ့ဒီခုနှစ်နှစ်တာတိဆောက်ထားတဲ့ image ကြီးရှိတယ်အဲ့ဒီတည်းဒါကျွန်တော်တို့ customer တွေပေါ့သူတို့တွေလက်လွတ်စပယ်မလုပ်ဘူးသူတို့အသေးချာလေးဒါ training ဆိုတဲ့အတင်းတင်းတဲ့ဈေးနှုန်းနဲ့သူတို့ညှိနှိုင်းပြီးတယ်အဲ့ဒါအများကောင်းပါ ဲ့လိုမျိုး SUV တိုက်တယ်ကြိုက်တယ်ခရီးသွားတာများတဲ့အတွက်ကျွန်တော်အဲ့လိုအမြင့်သေးတယ်ပေါ့သူကြိုက်တယ်ကားအမြင့်ကိုမောင်းရတာကိုကြိုက်တယ်ဟုတ်ဟုတ်အရင်တော့ကား crazy အရင်ဖြစ်တယ်အရင်တော့သူပြိုင်ကားတွေအရင်စီးကျင်တယ်ပြိုင်ကားတွေမောင်းခဲ့တယ်ဒါပေမဲ့အသက်အရွယ်တကူရလာတဲ့အချိန်မှာအဲ့လိုကိုခီးသွားဖို့အဲအဲ့လိုအစဉ်ပြေတဲ့ကားတော့ပဲကျွန်တော်ကရွေးချယ်တယ်ပေါ့အဲအခုဆိုရင်ဒါအကူနဲ့ခင်သွားဆိုကွာနောက်ဆိုရင်ကိုယ်တို့ကကျွန်တော်ကြာကားခဏခဏ စီးနေရတဲ့လူဆိုတာတခုဆိုအပိုးလေးနဲ့တိုင်ပင်ပြီးတော့ဟာတပိုးဒါတော့စီးတင်တာဒါမျိုးကလိုတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဟိုဒီကားကောင်းမကောင်းဆိုတာကျွန်တော်တို့ကမသိဘူးကျွန်တော်ကဟိုကားက crazy ပဲဖြစ်တာဒါကားလောကမဟုတ်လို့ဆိုတာမသိတဲ့အတွက်ဒီလိုမျိုးကိုတက်ကြွနဲ့အပိုးလေးနဲ့တိုင်ပင်လိုက်ဆိုတာညီလေးဒီကားတော့စီးတင်တယ်ဒီကားကတော့မစီးတင်ဘူးညီလေးနဲ့ကြိုက်တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့တော့ဒီလိုပွေနဲ့ခင်မင်ရတာတော့ခောင်းတာပေါ့ဟုတ်ရှိတာပေါ့ကားနဲ့ကားနဲ့ပတ်တဲ့ကျွန်တော်တခါမမြင်ဘူးကိုရနာလာဝယ်ဖြစ်ရအောင်အဲ့ဒါအရင်ကဆိုကားကကွာအရင် တိုက်တဲ့ဆိုတော့အော်လို့ဝယ်တယ်ပြီးရင်ကျွန်တော်တို့ကြတော့ဟိုမကားအကြောင်းနားမလဲတော့ဝယ်ပြီးရင်ပြီးရင်ကျွန်တော်ကအေးရောင်းလိုက်သူများဒီစည်းပေးလဲအေးရောင်းလိုက်ရတယ်ယူယူပါအဲ့တော့ကျွန်တော်တို့တော့ကအဲ့ဟိုကားနဲ့ပတ်သက်ပြီးတော့အကျိုးမြတ်ဆိုတာကျွန်တော်တခါမှအဲ့လိုမျိုးဟိုမခံစားကြရဘူးဥမာကိုယ်ဝယ်ပြီးရင်ကျွန်တော်အတွေ့အထိမှာကြောင်းငါဝယ်ပြီးငါဘယ်တော့အရှုံးခံရတော့မယ်အဲ့လိုမျိုးတွေးထားတာပေါ့နော် အဲဒါပေမဲ့နောက်ပိုင်းကျကျလို့ဟိုနဲ့ခင်သွားပြီဆိုတော့ကိုကကားတစ်ခုလုပ်မယ်ဆိုတော့ဟိုနဲ့အရင်တိုင်မှာအခုဒါကတော့ကျွန်တော် trade gain လုပ်ရှင်တယ်ဒါကတော့ဒီလိုလုပ်ရှင်ရယ်ဘယ်လိုမျိုးကျွန်တော်တို့ကောင်းမလဲဆိုရယ်အဲ့လိုမျိုးလေးဒါအခုတော့အကြံဉာဏ်ပြီးတော့ဒါကျွန်တော်တို့ကအရင်ကောင်းပါတော့အဲကားနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးအရင်တော့ကားတွေတို့ဟိုတော့ဘိန်းတွေကအစားဘိုက်ကအစားမီးတွေစင်တိုင်းသစည်းလုံး sticker ကတ်ထားတဲ့အခိုက်တန်တွေကိုကျွန်တော်ကလေးလုံးကပါအဲ့လိုလုပ်ခဲ့တာရောရှိပါတယ်အဲ့လောက်ပါပဲအတဘောကြတာပေါ့ဘာလို့ဆိုတော့ဟိုလူလိုင်းကတော့ကားစီးနိုင်တော့အကောင်းဆုံးပဲအဲ့တော့ခုနကကျွန်တော်ပြောတာလေးဟိုကား တစည်းဝတ်ဘူးကလုံးကနေပတ်စံပေးရမလွယ်ဘူးအဲ့တော့ဒီမှာကိုတို့ကဒေါင်းပေးမှန်ပေးပြီးတာနဲ့ကိုတို့ခုနကလိုဘန်အစားမှာကျွန်တော်ကဒေါင်းဟုတ်ပြီအရေးကြဝဲခြင်းနဲ့ဒါပေမဲ့အရေးကြဝဲခြင်းနဲ့ဘန်နဲ့ဘယ်လိုချိန်ဆက်ကမှာရှိုးလုံးကရောကျွန်တော်တို့ဘယ်လိုမျိုးအာမခံပေးမှာလဲအဲ့ဒီအချက်ကကျွန်တော်မသိ ကျွန်တော်ကအဲ့လိုက်သွားပြီး process ကိုလုပ်မယ်ဆိုရင်အကြာကြီးကြာပြီးတော့ဘန်ကိုသွားရမယ်အဲတခုအစင်းစင်းနေပေါ့နော်အဲ့ဒီအစင်းစင်းတွေကိုအကိုတို့ဒီ foreigner ကတောင်းယူပြီးတဲ့အတွက်ကျွန်တော်ကကြံတဲ့အလုပ်ကိုအေးဆေးလုပ်လို့ရတယ်အကိုတို့ကြီးကျွန်တော်ကဒီကားလေးစီးကျင်တယ်ကျွန်တော်တို့ဘလောက်သုံးကျင်တယ်ဆိုပြောလိုက်ရင်ရပြီသူတို့ကကြံတာကိုဒီ foreigner ကဆက်ပြီးတော့ run ပြီးမယ်ဆိုတော့ကျွန်တော်ကအဲ့ဒါအဆင်ပြေသွားတယ်မဟုတ်လားကျွန်တော်ကဒီလောက်လေးနိုင်တယ်ဒီလောက်လေးတော့ဂျောင်းပြီးမှပေးကျင်တယ်အဲ့ဒီ amount လေးပြောလိုက်ရင် ဲ့မှာသူတို့ကထွက်လာမှာပေါ့နော်။ကာဒီမျိုးစားတွေတော့ရှိတယ်ညီလေးတို့အဲ့မျိုးဒီမျိုးစားတွေရွေးခြင်းလေ။အဲ့မှာကျွန်တော်ကရွေးလိုက်ရောပဲ။ရွေးလိုက်ပြီးအကူတော့ဆက်ပြီးတော့လှုပ်ဆောင်ပေးသွားတယ်။ကျွန်တော်တို့ကအရန်ဟိုပေါ့နော်။ဟိုဘယ်လိုပြောမလဲ။အရန်အဆင်ပြေသွားတာပေါ့။အဲရှုံးတာပေါ့။ကာကတော်တော်များများရှုံးပါလေ။အဲ့တော့ရှုံးပါလေ။ဟိုဆိုကိုကအဲ့လိုမျိုးခုနကလိုပြောတာဒီလိုအကူတွေနဲ့ခင်သွားတယ်ဆိုရင်တော့ကျွန်တော်ရှုံးကြီးမှရှုံးမှာဖြစ်တော့အခုဆိုရင်ကျွန်တော်ကကျွန်တော်ကလဲခြင်းနဲ့အခုနေရတူအခုကျွန်တော်ကလေးတော့လဲခြင်းနဲ့အခုဘယ်လိုပဲအခုအကျဉ်းချင်းပြည့်ညီတို့တို့လောက်တို့တို့တို့လောက်အဲ့အဲ့လိုမျိုးအရင်တော့ဆိုကျွန်တော်စိတ်နဲ့ဆိုရင်တော့ကျွန်တော်ဟာ ဟုတ်ကောနော်ဒါလုံးနဲ့ပြေးလိုက်မယ်ဝယ်လိုက်မယ်အဲအဲ့လိုမျိုးလုံးလိုက်မယ်ဒါပတ်ဆံကိုပြန်စုမယ်ပေါ့ဒါပေမဲ့အခုလို့ရှင်းပြတဲ့အချိန်မှာဒါကျွန်တော်တို့ဒီလိုအရေးကြီးအဆိုကျွန်တော်တို့အားအားနေချင်းအတားကျတဲ့ရှိတဲ့အတွက်ဟာကျွန်တော်တို့အရန်ရောအဆင်ပြေသွားတာပေါ့ဟုတ်တယ်ဟုတ်တယ်အမှန်တမ်းပြောရင်ကျွန်တော်တို့ကားသစီးရောင်းမယ်ဆိုကျွန်တော်ခုနကျွန်တော်ကျွန်တော်ဒီထရမ်မာမကားသစီးရောင်းရင်ငါဘယ်လောက်ရှုံးတော့မယ်ဆိုအတူရရှိဒါပေမဲ့အဲ့လိုမျိုးအတူရကြအမှငါသွားပြီးတော့ကားကိုပြေးလိုက်မယ်ဆိုရင်ဟိုငါ့ကိုဘယ်သူမှမ ဂျင်းထည့်ပြီးတော့ဝယ်သွားမယ်ဂျင်းနဲ့ရောင်းဒါကတော့အမှန်ကြီးချက်အဲ့တော့အကုန်လုံးကျတော့ဒီ showroom လေးရှိတယ် foreigner company လေးရှိတယ်ဆိုတော့အတော်အတော်သူတို့ရဲ့ခုနှစ်နှစ်တာတိစောက်ထားတဲ့ image ကြီးရှိတယ်အဲ့ဒီတည်းဒါကျွန်တော်တို့ customer တွေပေါ့သူတို့တွေလက်လွတ်စပယ်မလုပ်ဘူးသူတို့အသေးချာလေးဒါ training ဆိုတဲ့တင်းတင်းတဲ့ဈေးနှုန်းနဲ့သူတို့ညှိနှိုင်းပြီးတယ်အဲ့ဒါအများကောင်းပါဆင်းသက်ပြောချင်တာကတော့ဒီ customer အားလုံးကိုကျွန်တော်တို့ foreigner ကတွဲပြီးတော့ရှေ့အနာဂတ်တွေရော တဲ့အနာကရတဲ့အိမ်မက်တွေအကောင်းနဲ့ပေါ်နိုင်ဖို့တဲ့ကိုရိုနာနဲ့ဆက်သွယ်ပါဆိုကျွန်တော်တို့ဖိတ်ခေါ်ချင်ပါတယ်။ဒီကဘာအဲ့တော့ဘာပြီးရောကျွန်တော်ဒီလိုဒါကလူတိုင်းကတော့ကျွန်တော်မြန်မာနိုင်ငံမှာလူငယ်တော်တော်များများလူကြီးတော်များအကုန်လုံးကတော့ကားဟို crazy ဖြစ်ကြပါတယ်။အဲ့တော့ကားဝါနာပါတဲ့လူတွေပဲဖြစ်ဖြစ်ကားလဲကျင်တာဖြစ်ဖြစ်ကားဝယ်ကျင်တာဖြစ်ဖြစ်ကားရောက်ကျင်တာဖြစ်ဖြစ်ကျွန်တော်အခုပြောတာကားနေမဟုတ်ပါဘူးကျွန်တော် four runner မှာဆိုရင်ကျွန်တော်တိုက်ခန်းကွန်လိုမြည်အဲ့ဒါအဲ့ဒါ၄လက်ခုနလိုပေါ့နော်အရေးကြ assist တွေရှိပါတယ်။အဲ့တော့ four runner မှာလာပြီးတော့ကျွန်တော်ဟိုဝယ်တာမဝယ်တာနောက်မှထားပါအခုနဲ့လာတိုင်းပြီးဆွေးနွေးလို့ရပါတယ်။